ေကွက်တွေကလုံးဝဈေးမကြည့်ပါဘူးခင်ဗျာကျွန်တော်တို့လူပညာတွေတမားတွေအားလုံးပေါ့နော်အဓိကဇပုစေရန်တွေအားလုံးရဲ့အလုတ်ပါနေတဲ့အချိန်မှာမရှိရှိရလေးလုတ်ဖြစ်တာပေါ့နော်တကယ်လည်းအကျိုးပေးပါတယ်လမ်းကတော့ကျွန်တော်တို့ရောင်းတဲ့လမ်းပိုင်းနှစ်လမ်းပြန်နေဝင်လာမယ်ဆိုဒီ၃ချက်စိုက်ကြီးကိုတွေ့မြင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီမြေကွက် blocks တခုကိုကျွန်တော်ရိုက်ပြီဆိုရင်အနည်းဆုံးကျွန်တော်၅သိန်းနဲ့၁၀သိန်းယူတာပေါ့နော် တ်တွေကလုံးဝဈေးမကြည့်ပါဘူးခင်ဗျာအောင်တပြေဘိုးဘွားရိတ်သားနေမောင်းလာတာနဲ့ဒီနေရာကိုရောက်ဖို့တဲ့3မိနစ်လေးပဲစိတ်ချပြီးမောင်းလာခဲ့ဟုတ်ကဲ့ကျွန်တော်တို့နုပညာတွေရေတမားတွေအားလုံးပေါ့နော်အဓိကဇပုစေရန်တွေအားလုံးရဲ့အလုတ်ပါနေတဲ့အချိန်မှာမရှိရှိရလေးလုတ်ဖြစ်တာပေါ့နော်အဲ့ဒီလုတ်ပြတဲ့ကြောင်းရလဲဒါကိုတန်စင်ကိုဖြိုးတော့သူတို့ခြံလေးရောင်းမထွက်ဘူးကွန်မင်းညိုတဲ့ကျွန်တော်တို့အနေစကန်နာလေးလက်ပံကုန်းနာမှာ ကြော်ညာပေးပါဆိုပြီးတော့သူ့ရဲ့ဧကကွက်ကလေးကြော်ညာရင်းကနေတိုင်းရောင်းထွင်းရင်းနေဒီလောကထဲမှာဒါလေးကအကျိုးပေးတယ်ဆိုတော့တခုလေးဖြစ်သွားတာပေါ့တကယ်လည်းအကျိုးပေးပါတယ်ဟိုမကြာခဏကျွန်တော်ကြော်ညာရဲ့မြေကွက်တွေအိမ်တွေတိုက်တွေထွက်တာများပါတယ်လမ်းကတော့ကျွန်တော်တို့ရောင်းလဲလမ်းပိုင်းနှစ်လမ်းပိုင်းနှစ်ဝင်လာမယ်ဆိုဒီသုံးချက်တိုက်ကြီးကိုတွေ့မြန်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီမြေကွက် blocks တခုကိုကျွန်တော်ရိုက်ပြီဆိုရင်အနည်းဆုံးကျွန်တော်9သိန်းနဲ့10သိန်းယူတာပေါ့နော် အဲ့ဒီ9သိန်းနဲ့10သိန်းကလည်းကျွန်တော်မန္တလေးကနေပြည်ဦးလေးကိုတက်လာတဲ့ဟိုတယ်စိတ်နဲ့ဝက်စတာစိတ်ကိုပဲကျွန်တော်ကယူတယ်ဆိုပေမဲ့ကျွန်တော်ကကြော်ညာတဲ့ကျွန်တော်ရဲ့အိမ်ဖြစ်ဖြစ်မြေဖြစ်ဖြစ်ခြံဖြစ်ဖြစ်တိုက်ဖြစ်ဖြစ်ထွက်သွားပြီဆိုရင်တို့ကျွန်တော်ပေးထားတဲ့10သိန်းဖြစ်ဖြစ်9သိန်းဖြစ်ဖြစ်ကျွန်တော်ရဲ့အကျိုးတော်ဆောင်ကားတွေကနေပြန်နှုတ်ခမ်းလိုက်တာကျွန်တော်လကားမယူခိတ္တယူထားတာပဲသူများကြီးလည်းဒီလိုရိုက်နေပါတော့ကျွန်တော်ရဲ့ရှေ့မှာဆရာဆရာကြီးတွေရှိပါတယ်ကျွန်တော်တို့ပြည်ဦးလေးမှာတကယ်ကိုဒါကျွန်တော်တို့အတူယူစီရမယ့်လူတွေလည်းအများကြီးပါနော်အဲ လုံးဖြည့်ရတဲ့အကြောင်းအရာလည်းအဲ့လိုပေါ့ကိုယ့်ရဲ့နုပညာလောကမှာလည်းနည်းနည်းလေးပါနေပြီးမိသားစုစားဝတ်နေရေးတွေလည်းရှိတယ်ကျွန်တော်တို့ဇက်ဘူဇက်ရံဆိုတာကနောက်တဲ့၄၅နှစ်ထိစောင့်ထားတဲ့ငွေကြေးဆိုပမာဏဆိုတော့မရှိဘူးမရှိတော့အမှမြေလေးတွေလာအံ့ရင်နေကွမ်းရီဟိုပါပေါ့အဓိကတော့ဟိုကိုဖြိုးကိုဖြိုးပြီးတော့မက္ခိုင်မြေကွက်ပေါ့မက္ခိုင်ဆိုတာပြင်စာပေါ့ပြင်စာဆိုတာရောင်းရတာအခက်ဆုံးနေရာတစ်ခုပေါ့နော်အဲ့ဒါပြင်စာလို့ရောင်းရတဲ့အခက်ဆုံးနေရာမြေကွက်ကိုတော့မှကျွန်တော်က ရအောင်ရောင်းပေးတယ်ဗောနော်ထွက်သွားတယ်ဗောနော်သူလိုချင်တဲ့ငွေအမောက်ကလေးလဲရတဲ့အတွက်အဲ့အနေစပြီးတော့ဟိုဒီအင်ချန်နေကျူတော်မှာဗောအားလုံးတချို့တွေကလာအပ်တာများသွားတာဗောပြည်သာကထွက်သွားတဲ့ကျွန်တော်မြေကွက်ဆိုရင်ဟိုဟာဝယ်တဲ့လူကကွမ်မင်းညိုကြောင်ညာလို့ဒီမြေကွက်ကိုဝယ်တာဒီမြေကွက်ရောင်းနေတာကြာပြီဆိုတာလည်းသိတယ်အတိအကျအတွက်ကွမ်မင်းညိုကြောင်ညာတာဖြစ်တဲ့အတွက်ကွမ်မင်းကွမ်မင်းညိုတော့ကြာ image ရတယ်ဒါခိုင်ပါတယ်ဆိုပြီးတော့ ကျွန်တော်လည်းအဆအဆုံးပဲဒီအုတ်ကြီးတို့လက်မှတ်တခြားလက်မှတ်တွေပါကျွန်တော်ကိုယ်တိုင်ကိုကြလိုက်ပြီးတော့ဒါအားလုံးဝန်ဆောင်မှုလည်းကျွန်တော်ပေးတဲ့အတွက်ကျွန်တော်အဲ့မှန်နေရာလေးတနေရာပေါ့နော်ရောက်လာအခုဆိုရင်ကျွန်တော်တို့ဒါဒီမြေမှာကျွန်တော်ဆရာလို့သတ်မှတ်လို့ရတယ်ကျွန်တော်တို့ကိုရောနော်ကျွန်တော်ရဲ့သမီးတွေဖြစ်တဲ့ရှီလာတို့ငွေလာမင်းတို့အဲအခုဆိုရင်ကျွန်တော်တို့ကဒီပြည်ချစ်ဖရားပေါ့နော်ကျွန်တော်လမ်းမကြီးခေပင်နာမရောက်ခင်မှာကျွန်တော်ငွေလာမင်း ကျွန်တော်တို့အိမ်ချမ်းပြေအကျိုးဆောင်ဆိုပြီးတော့ဖွင့်တာကျွန်တော်တို့ရုံးငန်းလေးလည်းရှိပါတယ်ပြင်းဦးလေးမှာပူရန်ကတော့ဟိုဝယ်မှာမဖြစ်အောင်ပူရန်ကတော့ဘလို့လေးစစ်စစ်ပါဒီကြော်ညာလေးလက်ခံဖြစ်လေကျွန်တော်ဒီလိုပြဟိုကျွန်တော်ကိုဒီမြေကွက်တစ်ခုအပ်ပြီဆိုရင်ကျွန်တော်အဓိကကျွန်တော်တို့ကညောကျွန်တော်ကိုကိုမောင်မောင်လင်းပြောထားတဲ့စကားလေးတစ်ခွန်းရှိပေါ့နော်ကျွန်တော်တို့ဒီအဓိပတိကကိုမောင်မောင်လင်းပေါ့သူကဘာပြောလဲဆိုတော့ကိုကြီးမြေအမျိုးသားကပုံစံဟိုမြေဆိုရင်ပုံစံကိုမြေပြန်လဲမြေဆိုလဲမြေစစ်ဖြစ်ရမယ်ရာမြေဆိုလဲရာမြေအမျိုးသားမျိုးစစ်ရမယ်ခရံမြေဆိုလဲ ခရမ်းမီမျိုးသားမှုဆက်ရမယ်အဲ့ဒါဆက်ရမှာဟုတ်ကွမ်မင်းညိုကဘာနဲ့တိုင်းထွာလဲလို့ပြောတာပြောရလိမ့်မယ်ကျွန်တော်မနေ့တည်းနဲ့မှဝင်တဲ့လူပါကျွန်တော်တခါပြောပါတယ်အဲကျွန်တော်ဟိုဘိုင်ဘာနေကျွန်တော်ကသူတို့ရဲ့ပိုင်ဆိုင်မှုလေးကိုကျွန်တော်ဆစ်လိုက်တယ်ဘယ်နှစ်ခုတည်းကဝယ်တာဘလောက်အဲ့လိုပေါ့နော်အဲ့ဒါကိုပြီးမှဒီမြေရဲ့ဈေးနှုန်းက1000လောက်တန်တဲ့ဟာကိုကျွန်တော်တို့1500ခေါ်ခိုင်းရင်လည်းကျွန်တော်မကြောညာပါဘူးအဲတပါကျွန်တော်တို့ကဝယ်ရောင်းကောက်တဲ့လူဖြစ်တဲ့အတွက်ဝယ်ရောင်းကောက်တဲ့လူလည်းအရှင်ပြေအောင်လဲကျွန်တော်တို့က ဈာကနေလှုပ်ပေးရတယ်ပေါ့နော်ရဲဆိုင်ရဆိုတာကကြတော့အမှုပညာကဒီချိန်မှာကဟိုကဥမတောက်ဖို့ဆိုတာကကျွန်တော်အနေနဲ့ပြောတော့ဗောနတခြားလူတွေတောက်တော့တောက်မှာပေါ့ကျွန်တော်အနေနဲ့အမှုပညာမန္တလေးမှာနေတာဖြစ်တဲ့အတွက် တကားပြီးဒီကရရဖို့ဆိုတာအဆင်မပြေနိုင်ဘူးလေအဓိကကျွန်တော်တို့ကဒီတက်လဲအမင်းညောမအောင်မြင်တော့ဘူးဒီတက်လဲကျွန်တော်မတက်တော့ဘူးကျွန်တော်ပြည်တယ်နဲ့ကျွန်တော်အချစ်ဆုံးနေတယ်ကျွန်တော်အသားရနေအဲ့တွေကျွန်တော်ကမိသားစုရှိတယ်ကျွန်တော်သားသမီးတွေပညာရေးတွေရှိတယ်အဲ့တွေကျွန်တော်တို့ကကျွန်တော်ဘယ်အမှုပညာသမားဖြစ်ဖြစ်ပါအမှုပညာလုပ်တလုပ်တယ်မလုံနဲ့လို့ကျွန်တော်တွေ့တိုင်းလူဟန်းကိုပြောလို့ရှိတယ်အခုဥရွှေဦးဆိုလဲအခုဥရွှေဦးကိုဒီအမှုပညာကြီးလုပ်တယ်မလုံနဲ့တခြားလူလေးပါလုပ်ပေါ့ကျွန်တော်စုံတယ်ဗျကျွန်တော်ကြောက်လဲလုပ်တာပေါ့အကုန်လုပ်တယ်